ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးများအားလုံးမင်္ဂလာပါနော်တောက်ကြသားသမီးများအတွက်ဗတ်စင်တောက်ကြနေ့နေ့6ရက်နေ့မှာကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ပုံမှန်ပြီးရိုက်ကူးရေလှုပ်ပြီးတော့တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ဖြစ်ပါတယ်ဒီဟောဒရန်လေးကဗတ်စင်တောက်ကြနေ့နေ့6ရက်နေ့ဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပြနေကြပါပဲနော်ဒါပေမဲ့ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်တုန်းကကျွန်တော်တို့မတင်ဖြစ်ဘူးပေါ့ဒီကမတင်ဖြစ်တာကတော့အကြောင်းနှစ်ခုဖြစ်ပါတယ် တခုကကြတော့ကျွန်တော်ရာသီအကူအပြောင်းကာလာဒီမှာအကျမ်းမာရေးခြေနေရမရိုက်ကူးနိုင်တာပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့နေ့စဉ်နဲ့များမြားပြားလာတဲ့အယူတော်မင်္ဂလာချမ်းရဲ့မိတ်ဆွေတွေကိုဒီကနေပြီးတော့လှူဆောင်ပေးရတဲ့တာဝန်တွေဝတ္တရားတွေကူညီလှူဆောင်ပေးရတဲ့အပိုင်းကဏ္ဍတွေမှာလည်းပဲအချိန်လုံလောက်မှုနည်းတဲ့အတွက်ရိုက်ကူးရေးပိုင်းတွေမှာအားနည်းသွားဖြစ်ပါတယ်အဲ့တော့ပုံမှန်အတိုင်းဆက်လက်ပြီးတော့ကျွန်တော်တို့ရိုက်ကူးပြီးတော့တင်ပြနိုင်အောင်လည်း စဉ်ဆက်မဲ့စ조사ပါတယ်ကျွန်တော်တို့မိတ်ဆွေတွေကိုမလေးစားတာမဟုတ်ပါဘူးမလေးစားတဲ့အမှုရာလည်းမဟုတ်ပါဘူးเนาะအမြဲတမ်းလေးစားပါတယ်အမြဲတမ်းချစ်ခင်ပါတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်ဒီလားကုံလားဆိုရင်ကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ခုနှစ်ရက်သားသမီးများအတွက်အကျိုးများစေမဲ့ယူရောမင်္ဂလာချမ်းရဲ့နေ့စဉ်အခပေးခေါ်စရန်လေးတွေလည်းရိုက်ကူးပြီးတော့တင်ပေးနိုင်ဖို့အတွက်調査နေပါတယ် ကျွန်တော်ယူရောမင်္ဂလာကျမ်းဘိုးတုံးနေရလွှဲပြီးတော့ကျမ်းရဲ့ရက်ဒီမှာပိတ်ရမရှိပွင့်ပါမိသူမစိုးလွတ်လွတ်လပ်လပ်လာပြီးတော့ရေရရာခြေနိုင်ပါမယ်ကျွန်တော်ယူရောမင်္ဂလာကျမ်းပြုလုပ်တဲ့ရေရရာတွေအားလုံးကအခချင်းဝင်မယူပဲနဲ့အခမဲ့မေတ္တာနဲ့ပြုလုပ်ဆောင်ရွက်ပေးတဲ့ရေရရာတွေဖြစ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့ဒီကိုယ်တိုင်ဗေဒင်တင်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေ ယူရောမင်္ဂလာချမ်းမှာလစဉ်တရက်နေ့ရနေ့ဆယ်ရက်နေ့ဒီဘေးတင်တင်တန်းနေရှိပါတယ်အဲ့ဒါလည်းပဲတင်တန်းကြီးပါကြီးနာကြီးပေးကြမလို့ပါဘူးအခမဲ့တင်ပေးတဲ့ပညာဒါနတင်တန်းနေဖြစ်ပါတယ်လာပြီးတော့တက်နိုင်ပါတယ်နော်အဲ့တော့ယူရောမင်္ဂလာချမ်းမလာရောက်နိုင်တဲ့လူတွေအကြောင်းမျိုးမနဲ့မရောက်လာနိုင်တဲ့သူတွေကတော့ထုံးစံအတိုင်း online viber နေပြီးတော့ဆက်သွယ်ပြီးတော့ hostel နေတွေမှာနိုင်ပါတယ် ဲ Viber နံပါတ်ကတော့39692395လုံးခုနှစ်ဆိုတော့ဖုန်းနံပါတ်ရယ်နောက်တစ်ခုက09209ဆိုတော့ဖုန်းနံပါတ်ဖြစ်ပါတယ်နော်အဲတော့တောက်ကြသားသမီးတွေအတွက်ကျွန်တော်တို့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်သာကြသားသမီးတွေအတွက်ကြလာတဲ့တေရောနမိကကြတော့ကျယ်ပွင့်ဧကရီဆိုတဲ့သင်္ကေတနမိဖြစ်ပါတယ်ကျယ်ပွင့်ဧကရီနမိကကြတော့ကျယ်ပွင့်ဆိုတာအောင်မြင်ခြင်းပါပဲအဲတော့သာကြသားသမီးတွေရဲ့ကံကြမ္မာပွင့်လန်းတယ်ကံကြမ္မာကောင်းတယ် အောင်မြင်နိုင်တဲ့ကံစားတာတွေအပြည့်အဝရှိပါတယ်။ခရောကော်မတီဝန်ထမ်းလုပ်တွေအစိုးရဝန်ထမ်းလုပ်တွေလုပ်ကင်ဆောင်ရွက်နေတဲ့တောက်ကြသားသမီးတွေအတွက်ဆိုရင်လည်းဒီကာလမှာအင်မတန်မှပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလဖြစ်တယ်။အလုပ်ကင်တွေအစဉ်ပြေခြင်းတိုးတက်ခြင်းအောင်မြင်ခြင်းတွေရှိတယ်။အထက်လူကြီးဆရာသမားတွေရဲ့ချစ်ခင်မှုကိုခံလို့ဖို့ကင်ဘက်တွေရဲ့ကူညီဖိတ်မှတ်မှုရပါ ကိုလုံးနေတဲ့အလုပ်ကံဤအောင်မြင်ယုံမြမက ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းတွေပါကြော်ကြားပြီးတော့အစဉ်ပြေမဲ့ကံတာတာမျိုးရှိပါတယ်။ဒါကြောင့်ဒီကလာမှာစိတ်လဲချမ်းသာကိုယ်လဲချမ်းသာတောက်ကြသားသမီးတွေဟာအလုပ်ကံဤအစဉ်ပြေပါတော့ကိုယ်အနေနဲ့လုံရင်ကောင်းမလားမကောင်းလားလို့လုံတင်လားမလုံတင်ဘူးလားပေါ့နော်စိတ်ထဲမှာစဉ်းစားတွေးတောနေတဲ့ချိန်ဆနေတဲ့အလုပ်ကိစ္စတွေရှိမှဆိုရင် တောက်ကြသားသမီးတွေကအင်တိုင်းအားတိုင်းလှုပ်တင်ပါလေ။နံပါတ်2ကတောက်ကြသားသမီးတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့နည်းနည်းလေးအခက်အခဲရှိနေတာကိုသတ်တွေ့ရတာပေါ့။ညောင်တောက်တောက်ကြသားသမီးတွေကငွေကြေးကိုအကြောင်းပြုပြီးတော့နည်းနည်းလေးခက်ခဲတတ်ပါလေ။စိတ်မောလူမောကြုံရတတ်တယ်။ကောမအလောက်ကိုင်းနေအောင်မြင်လာလို့ငွေကြေးတွေအစင်ပြေလာတယ်။ဒါတည်းမှာငွေကြေးတွေပြပြဝဝဖြစ်လာတယ်။ ဒါမဲ့အဲ့မှာကို့မှာအဆင်ပြေလာတဲ့ငွေကြေးတွေကိုအကျွေးတွေပေးရင်ကောင်းမလားလုပ်ငန်းတွေပဲထပ်ပြီးတော့တိုးချဲ့ရမလားသားသမီးအတွက်ပဲရင်းနှီးမြှုပ်နှံရမလားအဲ့လိုမျိုးငွေကွဲမရဖြစ်ရမယ့်အခြေအနေမျိုးတွေတော့တောက်ကြသားသမီးတွေအတွက်ကြုံနိုင်ပါလေအဲ့တော့ပတ်စံမရှိလို့ပူပန်ရတာတော့ပတ်စံတွေအဆင်မပြေလို့တောကရောက်ရတာမျိုးမဟုတ်ဘူးเนาะတောက်ကြသားသမီးတွေအတွက်ကြုံရတာကြတော့ပတ်စံရှိတာ အလုပ်တွေလည်းအဆင်ပြေတယ်ငွေကြေးတွေလည်းအဆင်ပြေတယ်အဲ့တော့ကိုယ်မှာပတ်စံတွေပြည့်စုံလာရှိလာအဲ့ပတ်စံတွေရှိနေတာကြီးကိုရှေ့မှာချပြီးတော့ဒီပတ်စံကိုငါဘာလုပ်ရင်ကောင်းမလဲအဲ့လိုမျိုးလုံရင်လုံရင်နဲ့စဉ်းစားရင်စဉ်းစားရင်နဲ့တွေးတော်ရင်တွေးတော်ရင်နဲ့လမ်းရှောင်ရင်နဲ့လမ်းပြောက်သလိုဖြစ်သွားတာမျိုးဖြစ်တတ်တယ်ဒါမှမဟုတ်ဒီချိန်မှာသုံးဖြတ်ချက် မာယွန်းတတ်ပါငွေကြေးကိုအကြောင်းပြုပြီးတော့သုံးဖြတ်ချက်မာယွန်းတတ်တယ်အဲ့ဒါလေးတော့သတိထားပါနော် နောက်ဆွေမျိုးသားချင်းနေနဲ့ပတ်သက်တဲ့ကံတာတဲ့တော်တော်လေးကောင်းပါလေ။ကွဲကွာနေတဲ့ဆွေမျိုးသားချင်းနေနဲ့ပြန်ပြီးတော့စုံစည်းရတတ်တယ်၊စုံတွေ့ရတတ်တယ်။နောက်ကိုနဲ့ရဝေးမှာအဆက်အသွယ်ပြတ်နေတဲ့ဆွေမျိုးသားချင်းနေနဲ့ရုပ်တရက်မမျှော်နေမနဲ့အဆက်အသွယ်တွေပါလေပြန်ရတာမျိုးတွေဖြစ်တတ်ပါလေ။နောက်ချင်းနော်ဟိုလာပညာရေးနဲ့ပတ်သက်ရင်တော့နည်းနည်းသတိထားရမယ်လူငယ်တွေပေါ့အဓိကပညာရေးနဲ့ သူကနှလုံးသားမှာဓာတ်ဆိုင်တဲ့ကံကြမ္မာနမိတ်ကြအဲ့တော့ဘာနမိတ်လဲဆိုတော့အဓိကတော့ပညာရေးနဲ့နှလုံးသားရေးရဲ့နဲ့ကြားထဲမှာပညာရေးကိစ္စတွေနှောင်းနှေးသွားတာတွေကြန့်ကြာသွားတာမျိုးတွေဖြစ်ရတတ်တယ်။နောက်ချေးနော်ရင်းနဲ့ပတ်သက်ရင်တော့ခွဲပလားဆယ်လုံးတာမိသားစုပျော်ရွှင်ကကုန်နေတဲ့ကံကြမ္မာနမိတ်ကြပါအဲ့တော့တောက်ကြသားသမီးတွေရဲ့အခြေအနေနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကံစားတာကောင်းတယ် ချစ်သူနဲ့ဆုံသီးရတတ်တယ်မင်္ဂလာကိစ္စတွေဆေးဆက်ကြုံလန်းကိစ္စတွေအောင်မြင်တတ်တယ်အိမ်တော်တွေဆိုရင်သားသမီးရင်သွေးရတနာတွေထုံငါတတ်တာပေါ့အဲတော့ဖက်ဖက်ကနေစိတ်ချမ်းသာရခြင်းစိတ်ပျော်ရွှင်ရခြင်းကံကောင်းခြင်းတွေကြုံမဲ့အချိန်ကာလလေးလို့ပြောမှဆိုရင်လည်းမမှားပါဘူးเนาะအဲတော့ကြာသားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းစေတဲ့အယောင်လေးတွေရှိပါတယ်အဲဒါအပြာရောင်နဲ့အနီရောင်ဖြစ်ပါတယ်အပြာရောင်ကံတာတာကောင်းတယ်အနီရောင်ကံတာတာကောင်းပါတယ် အကျိုးပေးတဲ့ကဏန်းလေးတွေကတော့6ကဏန်းတေကဏန်းအကျိုးပေးတယ်တေကဏန်း6ကဏန်းအကျိုးပေးပါလေအဲ့တော့ဘာရေရာလောက်ရမလဲဆိုရင်အိုးလေးတစ်လုံးပေါ့နော်အောင်းအိုးလေးတစ်လုံးနဲ့မှတဲထဲရမယ်တဲလေးလက်6စုပ်လောက်ထဲလိုက်ထဲပြီးသွားရင်အုံညွန်လေးစိုက်အုံညွန်က6ညွန်တဲအိုးထဲမှာ အုံညွန်6ညွန်စိုက်ပြီးတော့မြတ်စွာဘုရားလှူဒန်းဆုတောင်းမယ်ဆိုရင် ကိုယ့်ရဲ့မကောင်းတဲ့ကံတာတာအညာဖက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ယူရောမင်္ဂလာချမ်းကိုမြည်သူမဆိုနော်။လာနိုင်ပါတယ်၊သင်တန်းတွေလည်းလာတက်နိုင်ပါတယ်နော်။အဲ့တော့ဗားစီယာမင်းသင်္ကာရဲ့ကြီးနေပြတော့ပြီးပေါင်းဆိုတဲ့ပတိလေးတွေ၊နောက်ဝါစိန်ကြီးအဆောင်လက်ပတ်လေးတွေ၊ဝါစိန်ကြီးအင်းစမဖျောင်းနိုင်လေးတွေ။နောက်တစ်ခုကရွှေစည်းသားရောင်းမလေးတွေ၊ဒိုးကလေးတွေစတဲ့ အဆောင်ရည်ရပစ္စည်းလေးတွေအလိုရှိတယ်ဆိုရင်လည်းကျွန်တော်တို့ယူရောမင်္ဂလာချက်မှာလွတ်လွတ်လပ်လပ်လာဝယ်နိုင်တယ်လို့မလာနိုင်တဲ့သူတွေကလည်း online ကနေ Viber နေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့တရက်နေ့ကနေ10နေဖွင့်မယ်ဘေးဒင်းတင်နန်းနေလဲလာပြီးတော့တက်နိုင်ပါတယ်နော်ကျွန်တော်တို့ယူရောမင်္ဂလာချက်မှာနေစဉ်နဲ့များရည်ရတွေကိုအခမဲ့ရည်ရကြီးမြူပဲနဲ့မြေတားတက်တက်စေနာတက်တက်နဲ့ကုညီဆောင်ရွက်ပေးနေတဲ့ ရတရားမြည်လဲဖြစ်ပါတယ်။အကြခင်မှာလဲကျွန်တော်တို့ယူရောမင်္ဂလာချံကစတင်တည်ထောင်မဲ့ meditation center စတော်မှာဖြစ်ပါတယ်။ကဲကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကြမ်းမစိတ်ကမ်းသာလူရဆန္ဒပြေဆုံးပါစေလို့ဆုတောင်းမြတ်တာများလိုက်လိုက်လဲလဲပို့တာလိုက်ပါတယ်။